မင်းအောင်လာချက်ချင်းမသိဘူးနော်မင်းအောင်လာတချို့ကဆရာမပြောမဲ့လူတယောက်ကသူများတက်လို့တည်တဲ့ကံပါတဲ့လူကသူများတက်လို့တည်ရတယ်သူများတက်လို့တည်တဲ့ကံမင်းအောင်လိုင်မှာမပါဘူးမပါဘူးသူ့ကိုယ်သူတက်သေးလို့လည်းမရဘူးမရတော့မင်းအောင်လိုင်ကအိရာထဲမှာမလုံနိုင်မကင်နိုင်နဲ့ပက်လက်လှမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒါတစ်နှစ်လောက်ခံရမှာအဲ့ဒီယောဂကနော်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ ကိုကိုကိုလည်းတက်သေးလို့မရကိုကိုကိုလည်းမလုံနိုင်မှန်းလေအဲ့ဒီယောဂတနည်းတော့ခံအောင်ပါခံပြီးလို့ရှင်သေသွားရင်တော့မှချက်ချင်းချက်ချင်းငရဲကိုမရောက်ဘူးเนาะမင်းအောင်လန်းသေရင်ချက်ချင်းငရဲမရောက်ဘူးတက်စေကြီးဖြစ်မှာเนาะဆီယမဒါဟောထားပြီးသားသုံးဘဝသားတော့ခေါ်ထားတယ်တဘဝသားတော့မဟုတ်ဘူးเนาะတက်စေကြီးဖြစ်မှာအဲ့ဒီတက်စေကြီးဖြစ်လို့ရှင်လေသူများတွေကညောင်မင်းတက်စေဝေးလေးလေးမင်းအောင်လန်းအဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လန်းတက်စေဂလေးတချီ ကလေးတစ်ချေတစ်စီဖြစ်မှာနော်သူလေရင်နဲ့ဘုံကျဲခဲ့တဲ့သူတွေနော်အဲသူသူကြောင့်ဒီတိုက်ပွဲမှာတည်တဲ့ပြည်သူတွေကသူ့ကိုနော်ဤမျိုးစုံမျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်မှာ ်နော်အဲ့ဒီလိုမနေ့တိုင်းနှိမ့်ဆက်အောင်မှအဲ့ဒီဓာတ်ကိုမရောက်လန်းအဲ့သစီဘဝနဲ့ခံရအောင်မှနော်သစီတော်မှရိုးရိုးသစီမဟုတ်တဲ့ညောင်းမင်းသစီရနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်လိုင်းသစီရဂလေးတချေသစီဆိုတော့နေစရာမရှိဘူးနော်စားအမဲမဲတောက်အမဲမဲသူ့ကိုကြွေးမဲ့လို့မရှိဘူးအဲ့ဒီလိုသစီဘဝမှာနေရမှာနော်အဲ့ဒီလိုသစီဘဝနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတို့လို့မရဘူး နော်ရက်လက်ဆုံးတွင်လဲ तू ကตาရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်အဲ့ဒီလိုမျိုးဖြစ်မှာအဲ့ဒီဘဝနေမှာဝကြွေးကျွတ်သွားပြီဆိုရင်ထပ်ပြီးတော့တဆေကြီးဘဝနဲ့ထပ်သေးမှာသေးတော့ကြတာဟုတ်အဝေစီငရဲကိုကြာမှာနော်ငရဲရှစ်ထပ်ငရဲကြီးရှစ်ထပ်လို့ကြာဘူးလေဆရာမတော့မရောက်ဘူးဘူးနော်ဒါပေမဲ့ငရေကြီးရှစ်ထပ်လို့ကြားဘူးတယ်ဒါပေမဲ့မင်းအောင်လိုင်ကိုငရေပြည်ရှစ်ထပ်ကလက်မခံဘူး လက်မခံဘူးလက်မခံဘူးဘာဖြစ်လို့လဲအဲ့ဒီငရဲပြည်မှာအာနာထက်သိမ့်မှာစိုးလို့ငရဲမင်းကလက်မခံဘူးနော်အဲ့တော့မင်းအွန်လိုင်းပြတီးတန်ငရဲရှိတယ်ဟိုငရဲပြည်ရှစ်ထက်မှာမှာတီးတန်ငရဲရှိတယ်အဲ့ဒီမှာခံရမှာနော်အဲ့ဒီမှာခံလို့ရှင်တော့မှာတခါတည်းပြောမယ်နော်ဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်နော်အဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှင်တော့မှာမကြွတ်